တရားလေးနည်းနည်းထိုင်အကြိုက်မထိုင်ပါဒီထဲမှာရေတာဝင်ကူတဲ့ပုဂ္ဂိုလ်တွေဒီတရားအကြိုက်ထိုင်ကူတဲ့ပုဂ္ဂိုလ်တွေနေ့တိုင်းဝင်ထိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါမဲ့ဖုံဖုံလှုပ်စေချင်တာကလုပ်ငန်းခွင့်မှလည်းပဲရတဲ့ချိန်လေးမှာခဏခဏထိုင်ဖို့ now နမနစ်၃မိနစ်ထိုင်တဲ့တရားကိုအထင်မသေးစေဖို့အထင်မသေးဘူးတဏှာကြည့်အောင်ထိုင်မှ မ်တုံးနိုင်ကြည့်အောင်ထိုင်မှအကျိုးရှိတယ်အဲ့ဒီလိုမဟုတ်ပါဘူးတစ်မိနစ်ထိုင်တစ်မိနစ်အကျိုးရှိနော်စိတ်ကိုစိတ်ကိုဟုတ် calm down ပြောင်းလို့တော့အခုဘုန်းကြီးက3မိနစ်တရားထိုင်တယ်3မိနစ်တရားထိုင်ထိုင်တဲ့အခါမှာဝင်နေထွက်လေလေဝင်နေထွက်လေလေကြည့်မဟာစီနီးနဲ့ ထိုင်ဖူးတဲ့ယောဂီဟောင်းနေရှိတဲ့ဆွေနဲ့ပဲအမ်ဖောင်းနာပင်နာကိုကြည့်တယ်။ဝင်နေထွက်လေကြည့်တယ်။ကြည့်တဲ့အခါမှာရွေးချက်လေး purpose လေးကိုဘုံပြောပြတယ်။အဘရမဆုံး focus ကိုပြောင်းမယ်။ပြီးတော့ technique ကိုပြောပြမယ်။ focus ကတော့ဝင်နေထွက်လေကို focus လုပ်မယ်။မဟုတ်ရင်ဖောင်းနာပင်နာ focus လုပ်မယ်။အဲ့ဒါ focus technique ကတော့ ဝင်လေရှူတဲ့ခံဝင်လေကိုတိုက်ရရှူနိုင်တဲ့ရတယ်တိုက်ရမရှူလေမရှိသေးဘူးဆိုရင်ဝင်လေကိုအဲရည်တွက်လိုက်ပါဝင်လေတစ်ချက်ကြီးရှူတဲ့ခံမှာတစ်ခါနဲ့ခုနှစ်လောက်ထိရတယ်ဝင်လေစိတ်ထဲမှာတေမေတုံးလေငါချောင်းခုံဖြစ်ရင်ထွက်လေ တေမေသုလေနာချောင်းခုတာကတိတ်နေအများရှိတဲ့ထိတ်နေအများရှိအနာကံထိတ် focus ပြောပြီးထိတ်နေပြောပြီး now စနခုက purpose intention ဆိုတာဒါရည်ရွယ်ချက်ရည်ရွယ်ချက်ကရွယ်ချက်လည်းအမျိုးမျိုးရှိတယ်ဟိုနိဗ္ဗာန်ရောက်သည်တိအခုကကနိဗ္ဗာန်ချက် အတွက်မပြောသေးဘူးဒီခန္ဓာကိုကိုကရုဏာထားဖို့ဒီခန္ဓာကိုအောက်ဆီဂျင်မရရင်ဒီခန္ဓာကိုမနစ်ပိုင်မနေမနစ်ပိုင်ဒါကြောင့်ဒီလို vulnerable ထိလွယ်ချမ်းလွယ်တဲ့ဒီခန္ဓာကိုကိုကျင်နာဟာကျင်နာမှုထားပါတဏှာပါ compassion ထားပါကရုဏာထားပါဒီခန္ဓာကို ကျမ်းမာဖို့အတွက်ဝင်နေထွက်လေးရှူဆိုင်တယ်ဒီခန္ဓာကိုကျမ်းမာဖို့ဝင်နေထွက်ရှိတယ်ကရုဏာကရုဏာကဘုံတွေ intention အဆုတ်ထဲကိုအောက်ဆီဂျင်နဲ့ပို့ရတယ်အဆုတ်နေမှာလည်းဆင်းနှလုံးနေနှလုံးနေမှာလည်းဆင်းဒီကောလုံးမှာရှိတဲ့သွေးလွှဲကြောသွေးပြန်ကြောတွေဒီကောလုံးမှာလိုအပ်တယ် ဟိုးအနောက်ကြီးလိုအပ်တယ်အနောက်ကိုအောက်ဆီဂျင်မရောက်ဘူးဆိုရင်သူ့လက်အရန်ကိုအရေးကြီးတယ်မိနစ်ပိုင်းတွင်မှာအန်လေးဖြတ်တယ်ဒါကြောင့်ထိလွယ်ရှာလွယ် vulnerable ဖြစ်တဲ့ဒီခန္ဓာကိုကိုကနာပြီးတော့ငဲ့ညာပြီးတော့ဝင်လေထွက်လေရှုဆိုင်ပါတောက်ကိုပြောပြီးသွားပြီ focus technique နောက်ပြီးတော့ intention နောက်ကနောက်တစ်ခုဆက်ပြောမှာဝင်လေထွက်လေရွှေ့ချတဲ့အခါမှာဖြစ်တဲ့စိတ်ပေါ်နေစိတ်ကအရင်ညာတဲ့အခါကျတော့သူ့အလိုလိုသွားတွေ့တယ် auto စိတ်ဘုံမှာခေါ်တယ် auto စိတ် auto စိတ်ဆိုတာမတွေးခြင်းနဲ့သူဆို automatic ဖြစ်တော့တွေးနေတယ် auto မှာ auto မှာ auto စိတ် ဲ့ order set ဖြစ်လာတဲ့ခါမှာသူနဲ့တွားပြီးတော့ရံမဖြစ်ဖို့ဒါလေးမှတ်ထားပါရံမဖြစ်တဲ့သူကအပြစ်မတင်နဲ့ဟာတီးချင်မတွေးချင်လို့ဆိုတော့ဘာဖြစ်လို့လာပြီးတော့တွေးနေတော့အဲ့လိုသူတွားပြီးရံမဖြစ်နဲ့ Charles Darwin ပြောတဲ့ fight and flight နော် fight and flight fight ကမကြိုက်လို့သူ့ကိုတွားပြီးတော့မလုပ်တယ်အမ် ဖိုက်လုပ်တယ်သူ့ကိုသွားပြီးတော့တိုက်ခိုက်တယ်ဖလိုက်ကတော့သူ့ကိုမတိုက်လို့သူ့ကိုသွားပြီးတော့ suppress လုပ်ထားတယ်မဟုတ်ရင်သူ့ကို ignore လုပ်ထားတယ် fight and flight မလုပ်ကနဲ့နှစ်ခုစလုံးကဒေါသသဘောပဲဘာဖြစ်ဘာဖြစ်ဘယ်လိုလုပ်မှာတော့အဲ့ဒီ auto mind ကိုလက်ခံလိုက်ပါ acknowledge လုပ်ပါခေါ်တော့ acknowledge လုပ်တယ်သူရှိနေတယ်ဆိုတာကိုအတိမပြုလိုက် ရှိနေဆိုတော့သူ acknowledge လုပ်တယ်။အဲ့ဒါကိုရိပ်ပါမှကျတော့မှတ်တယ်လို့ပြောတယ်။တွေးတယ်ဆိုရင်တွေးတယ်မှတ်ပါ။အဲ့ဒါကိုအဲ့ဒါကျတော့သူကစာစကားအရင်ဆန္ဒကကျတော့နေ့စဉ်သုံးတဲ့စကားမျိုးဖြစ်အောင် auto save ဖြစ်ရင်အဲ့ auto save ကိုအတိမတ်ပြုလိုက်ပါ။ acknowledge ဒါ auto save လို့ခေါ်တယ်ဒါ auto save ခေါ်တယ် ခံအော်တိုဆက်ခေါ်တယ်အော်တိုဆက်ကဒီလိုပဲလုပ်လို့တယ်။မဖိတ်ပဲနဲ့တို့တို့လားဘယ်ကနေလာနေလဲ။အော်တိုဆက်ပြီးရင်ဝင်နေထွက်လေစီပြန်သွားပါ။ तू နောက်တစ်ခါထပ်ဖြစ်ရင်အဲ့လိုနောက်တစ်ချိန်အဲ့လိုပဲသူ့ကိုအတိမန်ပြုလိုက်။အဲ့လိုအကောင့်အဆိုးမပြောဘဲနဲ့မဝေဖန်ဘဲနဲ့သူ့ကိုအတိမတ်အဲ့လိုပဲပြုလိုက်တယ်ဆိုရင်နောက်ပိုင်းကျတော့ तू calm down ဖြစ်သွားတယ် ောက်ဆုံးတစ်ခုကဒီမှာပြောရဲဝေဒနာ message ကပြန်နေလားဆိုမသိဘူးဒူးနေလားမလားခြေကလောင်းနေလားမခါးနေလားမလားတလေးပါ message ပြန်နေလားဆိုမသိလားလဲဆိုရင်အဲ့ဝေနာလေးကိုဒီမှာတင်းနေတယ်တင်းနေတယ်နာနေတယ်နာနေတယ်အဲ့လားပဲသိလား အဲ့ဒါကိုကောင်းတယ်မကောင်းဘူးဒီဝေဒနာဘယ်တော့ပြောက်မှာတော့အမ်သူပြောက်သွားအောင်ငါလုံးလိုက်မယ်အဲ့ဒါမျိုးတွေဟိုရှားပြီးတော့တွေးဖို့မလိုတွေးနေဆိုရင်မလေးရပါနဲ့နံပါတ်2သူ့အတွက်ပြီး condition လုပ်တော့ဖြစ်တာအဲကြောင့်ဝေဒနာပေါ်လာတဲ့ဆိုအဲ့ဝေဒနာကိုသွားပြီးတော့ acknowledge လုပ်ပါ acknowledge လုပ်ပါဖြစ်ရင်ဝင်နေထွက်လေးဖြစ်လာ တဲ့အတူဆုံးတရားထိုင်မယ်နော်သုံးနေမဲ့တိုင်။ခန္ဓာကိုယ်တက်တက်တက်ထားပါဝင်ထွက်လေကိုခါနေနေနည်းနည်းလေးအဆက်ပြီးတော့ရှူပါ